ကဲမင်္ဂလာပါမျိုးတို့ဒီတပတ်တော့เนาะအဖွင့်မလာဘူးလို့ပဲပြောရမှာပဲเนาะအဖွင့်မလာဘူးဆိုတာဘာအောင်လဲဆိုတော့ကျွန်တော်ကီးထိတ်ကလုံးဝပြတ်သွားခဲ့တယ်ကီးရိုးရိုးကတော့ကျွန်တော်တို့မနေ့ပိုင်းမှာနှစ်တလုံးထိခဲ့တယ်เนาะမာစတာကီးမှာဆိုလဲမနေ့ကောညာရောထိခဲ့တယ်ပေါ့เนาะဒါပေမဲ့ဒီကီးမာစတာကီးတကီးကဖောင်းဖြစ်ခဲ့တယ်เนาะအဲ့မှာကျွန်တော်တို့အောင်ခဲ့တာဘာရှိလဲဆိုရင်ထိုးမယ်ဆိုရင်ပေါ့เนาะ38ဆိုအဒီအခွေပေါ့เนาะ38 73 နော်383 83ဆိုတဲ့အခွေကကျွန်တော်တို့အောင်ခဲ့တယ်ဗောနော်ကျန်တာလေးတွေမအောင်ပါဘူးအဲနောက်တစ်ခါမနေ့ကကကျွန်တော်လဲနော်အလုပ်ကလေးတွေကဒီပြင်းအလုပ်ကလေးတွေလည်းရှိနေရတာကြောင့်ကျွန်တော်လည်းဟိုတော့ကရများတယ်ဗောနော်အဲ့မှာကျွန်တော်တန်းလေးတွက်မပေးခဲ့ဘူးဒါပေမဲ့အဲ့တန်းကလည်းဒီကနေ့တော့အောင်သွားတယ်အဲ့တော့ကျွန်တော်တွက်ပေးရဖို့ကနည်းနည်းအားရော့သွားတယ်ဒီတစ်ပတ်တော့မတွက်ပေးတော့ဘူးဗျာနော်လက်စားနေပဲမပေးတော့ဘူးနော်သူကနှစ်ကြိမ်အနည်းဆုံးအောင်ဆိုတော့ဒီကြိမ်ကအရင်ဆုံးအောင်ရတာဗောနော်ကဲအဲ့တော့ကျွန်တော်တို့ဒီ ခဏအတွက်ကျွန်တော်20လေးပဲစလိုက်ကြအောင်အဲ့တော့ကျွန်တော်တို့ဘယ်ရစမလဲဆိုရင်3ညာ4 6 8ကစမယ်ခီးတွေကတော့မာခဲ့ပါတယ်เนาะအဲ3ညာ4 6 8 8 3 3 6ဒီ98 98 98ဆိုပြီးတော့ကျွန်တော်တို့ ဒီလိုလေးထွက်ထားပါဗျာနော်အဲခုနကကျွန်တော်တို့အဲ့တော့ကျွန်တော်ဓာတ်လေးကိုတွက်ပါမယ်တွက်မယ်ဆိုရခါကျတော့ဒီ6ကဲတဲ့ဒီတိတ်ကဲပေါင်းပါမယ်တဲ့ဒါကတော့20ခေါင်းလေးပါပဲเนาะ6ကဲတိတ်ကဲပေါင်းတော့ခွန်ပါတဲ့เนาะခွန်ရဲ့ပါဝါ2 2ကဲနှစ်ခက်က4ခွန်2 4ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကျတော့ခွန်ခွန်နဲ့ခွန်ခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်တိတ်9တဲ့တိတ်9မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာ ကဲနောက်တစ်ပြောင်းတွက်ပါမယ်ခွန်ရှိရှိချခွန်ရှိရှိချလေခွန်ရှိလေ6ခွန်တစ်ခွန်6ခွန်တစ်ခွန်ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီရှိကဲတဲ့ဒီခွန်ရဲ့ပေါင်း5ပါတဲ့5 5ရဲ့ပါဝါ3ည3ည1ခက်ကခွန် ငါးတုံညခွန်ဆိုတဲ့ကြီးတုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့နှင်းနှစ်တဲ့မအောင်ပါဘူးငါးတုံငါးတုံနဲ့ငါးတုံပါလေကျွန်တော်တို့ငါးတလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပင်တော့တွက်ပါမယ်နေ6 3ညခွန်5216 5216 1684 1684ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ် ဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၃ညရဲ့တဲ့ဒီ6ကေပါ6ပါတဲ့6ရဲ့ပါဝါ1တရနှစ်ခက်က8 6 8ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့8ခွန်8နဲ့8ခွန်မှာကျွန်တော်8လုံးထိပြီးအောင်ခဲ့ပါတယ်9နှစ်9နှစ်တဲ့9နှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြန်တွေ့ပါမယ်တင်533တင်533 သုံးကိုနှစ်ချောက်သုံးညာနှစ်၈၃ညာသုံးညာနှစ်၈၃ညာဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရဲခါကြတော့ဒီ၃ရဲ့ဒီနှစ်ကပေါ့၅ပါတဲ့၅ရဲ့ပါဝါ၃ညာ၃ညာရဲ့နှစ်ခက်ကခွန်း၅၃ညာခွန်းဆိုရဲကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရဲခါကြတော့၈၅တဲ့ရှင်၅မှာ၅တလုံးထိပြီးအောင်ခဲ့ပါတယ်၉၅တဲ့၉၅မှာလည်း၅ပဲထပ်ထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်မျိုးတွေ့ပါမယ်6968656919ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုတွေ့ပါမယ်တွေ့မယ်ဆိုရခါကျတော့9ရယ်8ကဲပေါင်းခွန်းခွန်းရဲ့ပါဝါ2 2နဲ့ခက်က4ခွန်း2 4ဆိုတော့ဒီတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ခွန်းခွန်းနဲ့ ခွန်ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်လေးငားတယ်လေးငားမှာလည်းကျွန်တော်လေးတလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တပမယ်လေးသုံးသုံးညာခွန်နှင်းငားတစ်သုံးနှင်းငားတစ်သုံး3 7 8 3 7 68ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အားလေးကိုတွက်မယ်ဆိုရင်3ညရဲ့တိကျပေါင်းတော့ တစ်ပါတဲ့တစ်ရဲ့ပါဝါ6 6ရဲ့နှက်ခက်က9တစ်69ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့63ည63ညတဲ့63ညမှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်45 45တဲ့45မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တက်ပါမယ်46 63ည46 83ည6698 6698 ဆုံးညာ၄၃ခွန်းဆုံးညာ၄၃ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မဲ့ဆိုရင်ဒီခွန်းရဲ့ဒီ၄ရဲ့ပေါက်၁၁ရဲ့ပါဝါ၆၆ရဲ့နှက်ခတ်ကကို၁၆၉ဇရကီ၃လုံးမဲ့ဒီပြင်မှာထပ်ထွက်ရအောင်မဲ့အဲ့မှာဘာထွက်သွားလဲဆိုရခါကြတော့6နှစ်တဲ့6နှစ်မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6မှာ6ရော6ကောထိပြီးအခွေအနေနဲ့အောင်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျအဲနောက်တစ်ပြင်တော့တပမယ် ငါငါတိကိုနေကိုလေးတုံညတုံညာငါလေးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီတိကဲဒီငါရဲ့ပေါင်း6 6ရဲ့ပါဝါတိတိရဲ့နှက်ခါက8 6တိ8ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့58 58တဲ့58မှာကျွန်တော်8တလုံးထိပြီးအောင်ခဲ့ပါတယ် နှစ်ချောက်တယ်နှစ်ချောက်မှလည်း6တလုံးထက်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပြန်ပါလေဗျဒီနေ့မှညာမနဲ့တည်အောင်တာတော်တော်များပါလေဗျเนาะကဲအဲ့တော့ကျွန်တော်တို့ဗိုလ်ဒူးနေ့တွေတွက်လိုက်ရအောင်4595359382နှစ်3283 2383ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မဲ့ဆိုရင်ဒီ6ရဲ့တဲ့ဒီ 3ရပ်ပေါင်း2 2ရပ်ပါဝါခွန်းခွန်းနဲ့ခက်က3ည2ခွန်း3ညဆိုတဲ့ကီးသုံးလုံးဒီပြမမပြတ်ဘူးဆိုရင်ထွက်ရမယ်တဲ့အဲအဲဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်အဲ့တော့ကီထိတ်နဲ့စဉ်းစားမယ်ပေါ့နော်ကီထိတ်ကတော့ဒီကနေ့မှာကျွန်တော်တို့ပြတ်ခဲ့ပါတယ်နော်အဲ့တော့အမျိုးတို့အနေနဲ့ဂျိုင်းနစ်တဲ့ရင်နဲ့သုံးပေါ့နော်မကြိုက်ဘူးဆိုရင်လည်းမသုံးပါနဲ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီကနေ့ကီထိတ်ကီထိတ် ကြီးထိတ်ကကျွန်တော်တို့ဘာရသလဲဆိုရင်ခွန်3ည5ပါတဲ့ကြီးထိတ်ကเนาะကြီးရိုးရိုးက2ခွန်3ညတဲ့2ခွန်3ညတဲ့အဲ့တော့ကျွန်တော်တို့ကခွန်3ညခွန်3ညဆိုတဲ့ကြီးပါဆွဲသွားမလားကျွန်တော်တို့ဘယ်လိုလဲဆိုတော့ကျွန်တော်လည်းအတက်တော့မပြောနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ master key ကိုပြန်ကြည့်ပါမယ် master key ဒီမှာဆိုရင် ကျွန်တော်တို့ပထမအဆုံးမာစတာကီးက9 3ခွန်းနဲ့နော်ဒုတိယမာစတာကီးကကျွန်တော်တို့9 3 8အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ကြည့်ရင်3000ကတော့ဘိုင်ရင်လို့ကျွန်တော်တို့ပြောရမှလို့ဖြစ်နေပါတယ်။ဒါပေမဲ့ကျွန်တော်3000ကိုတော်တော်ကြိုက်ပါတယ်။ဘာဖြစ်လို့3000တော်တော်ကြိုက်တယ်လဲဆိုရခါကျတော့ကျွန်တော်တို့

အဲ့မှာကျွန်တော်တို့ကဘာလို့ပြောကျင်တယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်မနေအောင်ကပြောဖို့ကြံနေခဲ့ပါတယ်ဒါပေမဲ့မထွက်သေးပါဘူးပြီးခဲ့တဲ့တပတ်ကတော့ကျွန်တော်တို့ ice cycle ရပြတ်ပါတယ်เนาะဒါပေမဲ့များသောအားဖြင့်ပြန်မှန်တဲ့ဟိုကျွန်တော်ယူထားတဲ့နီးတွေကတော့ဒီချိန်တစ်ခါပြတ်ပြင်မဲ့လဲပြန်မှန်တဲ့နီးတွေပါเนาะအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဒီပြင်မှာနက်ခတ်လို့ထွက်ရင်တဲ့ဒီမှာ35ဆိုရင်နက်ခတ်လို့ထွက်တယ်အဲ့လိုနက်ခတ်လို့ထွက်ရင်ဒီပြင်မှာဒီဟိုပါဘောเนาะဒီဒီထွက်တဲ့ရက်ထဲမှာကျွန်တော်တို့က2ခွန်တဲ့ ဘရိတ်ထွက်ရမယ်တဲ့နော်အဲ့တော့ဒီမှာနက်ခတ်လို့ထွက်တာရယ်နော်ဒီမှာနက်ခတ်လို့ထွက်တာရယ်အတွက်ဒီအပြင်မှာကျွန်တော်တို့ဒီအပြင်မှာနက်အဲ့တော့ဒီအပြင်မှာနက်ခတ်လို့ထွက်တာရယ်အတွက်ဒီအပြင်မှာနှစ်ခွန်ဘရိတ်ဒီကျင်းစီထွက်ရမယ်တဲ့နော်ဒါပေမဲ့ဒီဒီဒီပြင်မှာတော့ကျွန်တော်ပြက်ပြက်ခဲ့ဘူးပါရယ်နော်အလိမ်မအောင်ကျွန်တော်အမှန်တရားပဲပြောရဲဒါပေမဲ့ကျွန်တော်တစ်နှစ်လုံးအတွင်းမှာဒီတပင်းစာလေးပြတ်ဖူးပါတယ်เนาะအဲ့တော့ဒီမှာပြန်ပြီးတော့နက်ခတ်လို့ပြန်ပြရတဲ့ဒီအပြင်မှာနှစ်ခွန်လို့ ဆိုတော့ break ဟာတဲ့ကြနိုင်ပါတယ်တဲ့ကြနိုင်တဲ့အခါမှာပြန်ကြည့်ရင်တင်းနှလာနေရတော့ကျွန်တော်ပိတ်တယ်အင်္ဂါနေ့မှာကျွန်တော်ထွက်တယ်ဆိုတော့ဘော်ဒူးနေ့မှာကျွန်တော်ဒီနှစ်ခွန်ပရိတ်ဒီဘော်ဒူးကြတဲ့ပြေးမှာကျွန်တော်ထွက်နိုင်တယ်လို့တွက်တယ်ဒီမှာလည်းပြန်ကြည့်မယ်ဆိုရင်နှစ်ခွန်ပရိတ်ဒီတွားပြီးအားတာနေတယ်နော်နှစ်ခွန်ပရိတ်နဲ့ပတ်သက်လို့ဆိုရင်၃ည2တို့၃ည9တို့9ခွန်တို့9နှစ်တို့ပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်နှစ်ခွန်ပရိတ်ဖြစ်နေပါတယ် နောက်တစ်ခါဒီနက်ခတ်ကိုပဲထောက်ရှုပြီးတော့တဲ့ကျွန်တော်ဒီနက်ခတ်ကိုပဲထောက်ရှုပြီးတော့ပြောမယ်ဆိုရင်တဲ့နက်ခတ်ကြပြီးတော့ရင်းနဲ့နှစ်ခွန်လေးကိုဗရိတ်ဆိုရလဲကြရမယ်ဆိုတော့နှစ်ခွန်ဗရိတ်တွေကတော်တော်အားသွားတာနေရယ်နော်နှစ်ခွန်ဗရိတ်ဆိုရလဲအားသွားတာနေတယ်တဲ့နော်မင်းရကျွန်တော်တို့ပြီးခဲ့တဲ့ဗရိတ်ပိုင်းမှာဆိုလဲကျွန်တော်တို့နှစ်လေးကို6ဆိုတဲ့ဗရိတ်ပိုင်းရှိတယ်အဲ့တော့နှစ်နှစ်ခွန်ဆိုရဲ့ဗရိတ်ကတော်တော်အားတာနေတယ်ဗောနော်နှစ်ခွန်ဆိုရဲ့ဗရိတ်တဲမှာမှာ ရိတ်အားလုံးမှာစုံပြီးတော့ကြာမယ်ဆိုရင်နှစ်ပရိတ်ကပိုအားတာတယ်လို့ဒီလိုမျိုးတွေ့ရမှာပဲအဲ့တော့ကျွန်တော်ထူးထူးတော့ဒီကနေ့ကျွန်တော်တို့မတွဲတော့ပါဘူးကျွန်တော်အပေါ်အောင်နဲ့တွဲပါမယ်အပေါ်အောင်နဲ့ပဲတွဲမဲ့ခါကြတော့ကျွန်တော်တို့ခွန်နှစ်ပေါ့ဗျာခွန်ခွန်ခွန်တုံညတုံညာနှစ်တုံညာခွန်တုံညာတုံညာအဲ့ဒါက9နှစ်9ခွန် 9တုံညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်เนาะရထားပါတယ်ရထားတဲ့အခါခုနပြောလို့ကျွန်တော်နှစ်ခွန်ပရိန်နဲ့လဲကန်ညီတာ3ညနဲ့လဲအထီကိုကန်ညီတာဆိုရင်ကျွန်တော်တို့ကဥပမာဒီခွန်3ညတို့နှစ်3ညတို့ဗောနောနောက်တော့က9နှစ်တို့9ခွန်တို့ဗောနော9နှစ်9ခွန်ဆိုတဲ့အထက်မှာမှကျွန်တော်က3ညကိုပို့ပြီးတော့အားတားတယ်လို့ကျွန်တော်ထင်တဲ့အတွက်အဲ့တော့ခွန်3ည3ည9ခွန်လို့ကျွန်တော်မရေးတော့ဘူးเนาะတခုပဲရေးလိုက်မယ်ဒါကတော့အာထိုးပေါ့အတိပါရယ်เนาะဘာလို့လဲဆိုတော့3ည9ခွန်ကထိတ်တဲ့နေတဲ့အတွက်အဲ့တော့ ွန်3ညရဲ့3ညနှစ်ကေပေါ့နော်အဲ့တော့ဒီနှစ်ကွက်ကိုကျွန်တော်တို့အကြိုက်ဆုံးအနေနဲ့ပဲကစားတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မွေးပရိတ်ကတော့ကျွန်တော်တို့နှစ်ခွန်เนาะမနေပြီးကနေရကျွန်တော်မပြောပြဘူးမွေးပရိတ်ကကျွန်တော်တို့နှစ်ခွန်ပရိတ်ပါတယ်เนาะနှစ်ခွန်ပရိတ်နှစ်ခွန်ပရိတ်မွေးရပါမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကနေ့မှလည်းနှစ်ခွန်ပရိတ်ကသွားပြီးအာတာနေတဲ့အတွက်အဲ့တော့ကျွန်တော်က3ခွန်3ညခွန်ပဲဆိုပါတော့เนาะခေါ်လို့ကောင်းတယ်ဒီမှာ3ညနှစ်လို့ကြည်လာတော့3ညခွန် တုံညာနှစ်ဆိုတာကိုတင်မယ်ကျန်တဲ့ကျွန်တော်9နဲ့9ခုံကိုကျွန်တော်ဒုတိယထားထိုးမယ်ပေါ့နော်နောက်တစ်ခုကျွန်တော် comment မှာဟိုချောင်းချောင်းရေးတဲ့ရွှေချောင်းသားကိုသူကအများတန်းကျွန်တော် comment ကျွန်တော် friend ကကျွန်တော်ဦးနဲ့ခေါ်တယ်ပေါ့နော်ချောင်းချောင်းချောင်းရေးတဲ့ဒီဒီတပတ်တော့တဲ့ဟိုအပူကိုတဲ့ဦးစားပေးပြီးကစားမယ်ပေါ့နော်ဦးအပူကိုဦးစားပေးပြီးကစားမယ်ဘယ်ဟာကိုကစားရင်ကောင်းမလဲတဲ့ဆိုတော့အခါကျတော့ကျွန်တော်တို့ ဒီမှာကြလာတဲ့ခဏပေါ်မှာမူတည်ပြီးတော့ကစားတင်ပါတယ်เนาะအခုဥပမာပေါ်ကြလာခဏပေါ်မှာမူတည်ပြီးကစားမယ်ဆိုအခုလိုအနေမျိုးဆိုရင်ခွန်ခွန်တို့တုံညတုံညတို့ဒီမှာကြည့်မယ်ဆိုရင်ငါးငါးတို့ပေါ့เนาะတုံးတုံးတို့ပေါ့ရှိတယ်အဲ့လိုမျိုးလေးတွေပေါ့เนาะဦးစားပြပြီးကစားပါနော်နောက်တနေ့ကျတော့ကြောင်းသွားတဲ့ခါမှလည်းနောက်တနေ့ပေါ်မှာမူတည်ပြီးကစားပါနော်ကျွန်တော်ဘယ်ကောင်ကြီးကချင်းစီကောင်းပါတယ်လို့တော့ကျွန်တော်မပြောတတ်ဘူးနော်အဲ့တော့ကျွန်တော်တို့မပြတ်ဘူးကျွန်တော်ရဲ့ဟိုတပတ်စာကတ်တွေကတော့ပြတ်ခဲပါတယ်နော်ပြတ်တဲ့အခါလည်းတလုံးတလေလောက်တော့ပြတ်တာမျိုးရှိတယ်ဗတ်အဲ့တော့တပတ်စာပတ်မှာ ကတ်မှာမပြတ်ဘူးရက်မကျော်ဘူးဆိုရင်ဗိုလ်ထုနှစ်ပတ်သီးသီး၃ညဖြစ်တယ်အဲ့တော့ကျွန်တော်၃ညအကြိုက်ဆုံးအနေနဲ့ကစားခဲ့တာဖြစ်တဲ့အတွက်၃ည9 3ည2ကိုပို့ကစားပါမယ်အမျိုးတို့လည်းအကြိုက်တွင်ယူပါအကြိုက်မတွင်ကျွန်တော်ပြောနေကြစကားအတိုင်းပါပဲเนาะထိတ်ကိုပဲယူကစားကစားကီကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကြိုက်ထားကိုယူကစားပါလို့ပြောရင်ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တင်ဆက်မှုတွေကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာ